ကျစီတဲ့အပိရင်ကြရဲ့ brother ညီကိုပြိသက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါးကြောင်းပါစေလို့ဥစ္စာပထမနှုတ်ခွန်းဆက်သလိုက်ပါရစေ။အဲဒီပလီမှာကျွန်တော်အနေနဲ့ဒီနေ့ညနေခင်းလေးအတွက်ပေါ့နော်ကျစီတဲ့တင်အကြောင်းအရာလေး အချို့ကိုစူးစီးဖော်ပြပေးသွားမှာပါအထူးသဖြင့်တော့ဒါ transfer နဲ့ပတ်သက်တဲ့သတင်းတွေ ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ Chelsea အသင်းကအာတကယ်လို့သူတို့ရဲ့ top target ဖြစ်တဲ့ကျွန်တော်လဲ video တိုင်းမှာခဏခဏထည့်ပြောရတဲ့ကစားသမားဖြစ်တဲ့ Borussia Dortmund သင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူ Jamal Gattin မှာဆိုတော့ Gattin နဲ့ပတ်သက်လို့ရှင်ရင်ဒါ Chelsea သင်းကလက်ရှိချိန်မှာအာတော်မွန်နေပေါ့နော်အမြန်ဆုံး agreement ရနိုင်ဖို့အတွက်စူးစမ်းနေတယ်လို့နာမည်ကျော်အားကစားသတင်းထောက်ဖြစ်တဲ့ Fabrizio Romano ကတော့ ဖော်ပြခဲ့တယ်။အထူးသဖြင့်ဒီကစားသမားဟာ Chelsea တင်းအတွက်တကယ်ကို primary target တစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့ဒီ Chelsea နဲ့ကစားသမားကြားမှာဆိုလို့ရှိရင်လည်းဒီ9နှစ်သက်တမ်းရှိတဲ့အခြေအနေမျိုးနဲ့သဘောတူညီမှုရရှိထားတယ်ပေါ့နော်ပြောချင်တာတော့ကစားသမားနဲ့ Chelsea တင်းနဲ့ကြားမှာတော့9နှစ်သက်တမ်းရှိတဲ့သဘောတူညီမှုမျိုးရရှိထားတာဖြစ်တယ်။ဒါပေမဲ့ဒါ Chelsea တင်းနဲ့ Dortmund တင်းနဲ့ကြားမှာတော့ structure အရ ကျွန်တော်တို့သဘောတူညီမှုရရမယ်အချက်လေးတွေကြန့်ရှိနေသေးတဲ့အတွက်ဒါကိုပဲဆက်လက်ပြီးတော့သဘောတူညီမှုရရှိဖို့အတွက်ဆက်လက်ညှိနှိုင်းနေရဆိုတဲ့အင်တာဗျူးဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျွန်တော်တို့ချက်စီတင်းကပရစင်ဂျာမင်တင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူခိုလိုမူနင်းနဲ့ပတ်သက်ပြီးတော့လည်းစိတ်ဝင်စားမှုတွေရှိလာတယ်လို့သိရတယ်။အထူးသဖြင့်ဒီကစားသမားနဲ့ပတ်သက်ပြီးပရစင်ဂျာမင်ရဲ့ချက်စီတင်းတို့ဂျာမန်ငွေရှိတဲ့နေရှိနေတယ်။ကလမွန်နေကတော့အလုံးသိရတဲ့အတိုင်းပဲပရစင်ဂျာမင်ရဲ့တိုက်စစ်ကစားသမားတူဦးဖြစ်ပြီးတော့အသက်အရွယ်အားဖြင့်26နှစ်အရွယ်ရှိပြီဖြစ်တဲ့တိုက်စစ်ကစားသမားတူဦးဖြစ်တယ်ပေါ့နော် အဲဒီစားသမားနဲ့ပတ်သက်လို့ရှင်တော့ဒါခြေစွမ်းပိုင်းအရတော့တည်ငြိမ်မှုအားမှာတော့နည်းနည်းလေးတော့ဝေဖန်စရာအထမ်းမျိုးဖြစ်တယ်။နောက်ပြီးတော့ Premier League မှာလာကစားရင်ရောဖြစ်ပါမလားဆိုတော့မေကွန်းတွေရရှိတယ်။ဒါထပါဒီအာဘော်ရီတို့ကျွန်တော်ထပ်ပြောကျင်သေးဘူး။လောဆယ်တက်တဲ့တင်းရဆိုလို့ရှိရင်တော့ဒီစားသမားကလည်း Chelsea တင်းရဲ့ option ထဲမှာပါဝင်လာသလိုလက်ရှိမှာလည်း Paris Saint-Germain နဲ့ Chelsea တင်းတို့ကြားမှာဒီစားသမားနဲ့ ပတ်သက်ပြီးတော့ဗောနော်ထိတွေ့မှုတွေရှိနေတယ်လို့ကျွန်တော်လည်းသိရတာပဲဖြစ်ပါတယ်ဆိုတော့အဲဒီကစားသမားတယောက်ထဲတော့မဟုတ်ဘူးဗျနောက်ထပ် Bradley Barcola ဆိုတဲ့ကစားသမားကိုလည်း Chelsea သင်းကစိတ်ဝင်စားတယ်လို့သိရတယ် Bradley Barcola ကတော့ခုချိန်မှာအသက်အရွယ်အားဖြင့်22နှစ်အရွယ်ရှိပြီဖြစ်တဲ့ကစားသမားဖြစ်တယ်ကျွန်တော်တို့ Paris Saint-Germain ရဲ့အဲကျွန်တော်တို့ forward အနေနဲ့ရောကျွန်တော်တို့ဝင်ကာနေတဲ့ပါကစားနိုင်တဲ့ကစားသမားဖြစ်တယ်ဗောနော် ဆိုတော့ဒီကစားသမားကိုတော့လက်ရှိမှာ Chelsea အသင်းတစ်သင်းနဲ့မဟုတ်ဘိုင်မြူးနစ်အသင်းပါဝင်တခြားသောဒါဥရောပရဲ့ထိပ်သီးကလပ်တင်တော်များများကစောင့်ကြည့်နေတဲ့ကစားသမားဖြစ်တဲ့အဲ့ဒီထဲမှာ Chelsea လည်းပါတယ်ဒါပေမဲ့အခုကြားရတဲ့သတင်းတွေကတော့ Paris Saint-Germain ကဒီကစားသမားကိုလာပြီးတော့ကမ်းလှမ်းနဲ့ကမ်းလှမ်းချက်တွေအားလုံးကိုလက်ခံစင်စားဖို့အတွက်မရှိသေးဘူးလို့ကျွန်တော်တို့သိရတယ် Paris Saint-Germain နေနဲ့ဒီနေရာဒီ transfer window မှာ Bradley Barcola ကိုတော့သူတို့အသင်းမှာပဲဆက်ထိန်းသွားဖို့ရှိတယ်ပြောရရင်တော့ Colomune ကိုတော့ Chelsea တင်းနဲ့ဆွေးနွေးတယ် Bradley Barcola ကိုတော့ မဆွေးနေဘူးဆိုတဲ့အနေအထားမျိုးမှာတော့ယက်တည်နေတယ်ဒါပေမဲ့ Chelsea သင်းကတော့အတက်နိုင်ဆုံးပေါ့နော်ဒီစားသမား2ယောက်စလုံးအပေါ်မှာ interesting ဖြစ်နေပြီးတော့ဖြစ်နိုင်မဲ့ option တွေကိုရှာဖွေနေတယ်လို့ကျွန်တော်လည်းသိရတာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒါတွေကတော့ကျွန်တော်ဒီဘီမှာပြောပြချင်တဲ့ Chelsea သတင်းအကြောင်းအလေးသုံးခုပဲဖြစ်ပါတယ်ဆိုတော့အပြောင်းအရွှေ့သတင်းတွေကတော့ဒါတောက်လျှောက်ဆိုလို့ Chelsea သတင်းတွေလှုပ်ရှားနေတာဖြစ်တဲ့အတွက်အများအားဖြင့်တော့ကျွန်တော်တို့အနေနဲ့ update news တွေရှိနေမှာပေါ့နော်ဆိုတော့ predict တွေအနေနဲ့ရောဒါဒီကနေ့ ဒီ video လေးမှာကျွန်တော်ဖော်ပြသွားတဲ့ကစားသမားတွေကဘယ်ကစားသမားတွေကိုနှစ်သက်လဲဘယ်ကစားသမားတွေကတော့ Chelsea တင်းနဲ့မတင်တော်ဘူးလို့ထင်လဲဆိုတော့အောက်က comment box ထဲမှာကိုယ့်ရဲ့အမြင်လေးတွေကိုမရောမချပ်ပြီးရေးသားလို့ရပါတယ်ခင်ဗျအားလုံးပဲ see you next video ပါနော်